ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့စိတ်ပညာရှင်ဆူဆန်ဒေးဗစ်ရဲ့နာမည်ကျော်စာအုပ် Emotional Agility ပဲဖြစ်ပါတယ်။ဒီစာအုပ်ကဘဝမှာရပ်တန့်နေတဲ့အခြေအနေတွေကနေဘယ်လိုရုန်းထွက်မလဲ၊ပြောင်းလဲမှုတွေကိုဘယ်လိုရင်ဆိုင်လက်ခံပြီးအလုံးနဲ့ဘဝမှာအောင်မြင်အောင်ကြိုးစားလို့ရမလဲဆိုတာကိုရှင်းပြထားပါတယ်။ emotional agility ကိုမြန်မာလိုဆိုရင်စိတ်ကံစားမှု၊ပြင်းပြန်ဖြစ်လက်မှုဒါမှမဟုတ်စိတ်ကံစားမှုကိုကျွမ်းကျင်စွာခိုင်တွယ်နိုင်မှုလို့ဘာသာပြန်နိုင်ပါတယ်။ ဒီသဘောတရားကစိတ်ခံစားမှုတွေကိုလျှို့ရှုတာနှိမ်နင်းတာမျိုးမဟုတ်ဘဲလက်ခံခြင်း နားလည်ခြင်းနဲ့ထိန်းချုပ်ခြင်းကိုဆိုလိုပါတယ်။လူများစုဟာခက်ခဲတဲ့စိတ်ခံစားမှုတွေဥပမာကြောက်ရွံ့မှုဒေါသဖြစ်မှုဝမ်းနည်းမှုတွေကိုခံစားရတဲ့အခါအဲ့ဒါတွေကိုရှောင်ဖယ်ဖို့ကြိုးစားတတ်ကြပါတယ်။ဒါပေမဲ့ဆူဆန်ဒေးဗစ်ကဒီလိုရှောင်ဖယ်ခြင်းဟာရေရှည်မှာပိုပြီးဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။စိတ်ခံစားမှုလင်းမြန်ဖြစ်လက်သူ emotionally အကြိုက်တွေဟာ တို့ရဲ့ခံစားချက်တွေအလုံးကိုအကဲဖြတ်ခြင်းမရှိဘဲအမှန်အတိုင်းလက်ခံနိုင်စွမ်းရှိပြီးတို့ရဲ့လှုပ်ဆောင်ချက်တွေကိုတော့တို့ရဲ့တန်ဖိုးတွေအပေါ်မူတည်ပြီးရွေးချယ်တတ်ကြပါတယ်ကျွန်တော်တို့ဟာတခါတလေစိတ်ထဲမှာငါမလုံနိုင်ဘူးငါမတော်ဘူးလို့ပြောနေတဲ့အထွေတွေခံစားချက်တွေနဲ့ရက်တက်နေတတ်ကြပါတယ်ဒီလိုအထွေတွေကို Susan David က hooks ချိန်များလို့ခေါ်ပါတယ်ဒီအထွေတွေခံစားချက်တွေဟာကျွန်တော်တို့ကိုချိန်ဆွဲထားပြီးရှေ့ဆက်မတွန်းနိုင်အောင်လုပ်ထားတာပါ emotional agility ရဲ့ပထမဆုံးအဆင့်ကတော့ဒီကြိတ်တွေကိုဖယ်ရှားဖြစ်ဖို့ပဲဖြစ်ပါရင်ဒါကို showing up မျက်နှာမူခြင်းလို့ခေါ်ပါတယ်ဆိုလိုတာကကိုယ့်ရဲ့ခက်ခဲတဲ့စိတ်ကံစားမှုဒါမှမဟုတ်အဆိုးမြင်တဲ့အတွေ့အကြုံကိုလစ်လျူမရှုပဲအမှန်အတိုင်းမျက်နှာမူခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အတွေ့အကြုံတွေဟာကျွန်တော်တို့မဟုတ်ဘူးဆိုတာကိုသတိပြုမိဖို့လိုအပ်ပါတယ် emotional agility တည်ဆောက်ဖို့အတွက်စာအုပ်မှာအဓိကအဆင့်၄ဆင့်ကို ရှင်းပြထားပါတယ် showing up မျက်နှာမူခြင်းကိုယ့်ရဲ့ခံစားချက်တွေကို ကောင်းသည်ဆိုသည်လို့အကဲမဖြတ်ပဲအမှန်တိုင်းလက်ခံခြင်းကိုပါကိုခံစားနေရတယ်ဆိုတာကိုနာမည်တက်ပြီးသတ်မှတ်ပါ step in တော့ခြေလန်းဆုပ်ခြင်းကိုယ့်ရဲ့အတွေးတွေခံစားချက်တွေနဲ့ကိုကိုကိုခွဲခြားကြည့်ရှုခြင်းဒါမကောင်းဘူးလို့တွေးမဲ့စားငါမှစိတ်မကောင်းဖြစ်နေတဲ့အတွေးတစ်ခုရှိနေတယ်လို့တွေးကြည့်ပါ walking your why အဓိကတန်ဖိုးအတိုင်းလှုပ်ရှားခြင်းကိုယ့်ရဲ့အဓိကတန်ဖိုး core value တွေကဘာတွေလဲဆိုတာကိုရှာဖွေပါ ပြီးရင်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေဟာအဲ့ဒီတန်ဖိုးတွေနဲ့ကိုင်းညီနေစေဖို့ရွေးချယ်ပါဥပမာသင်ရဲ့တန်ဖိုးကမိသားစုဆိုရင် အလုံများနေပြင်မယ်အိမ်ပြန်ဖို့အချိန်ပေးတာမျိုးဖြစ်ပါတယ် moving forward ရှေ့ဆက်ခြင်းသင်ငယ်တဲ့အပြောင်းအလဲလေးတွေကနေစတင်ပြီးရှေ့ဆက်လှုပ်ရှားခြင်းပြည့်ပြည့်စုံမှုကိုမမျှော်လင့်ဘဲအမြဲတမ်းတိုးတက်ပြောင်းလဲနေဖို့ကိုအဓိကထားပါတယ် emotional agility ရဲ့အရေးကြီးဆုံးအပိုင်းကတော့ကိုယ့်ရဲ့ tempo core value တွေကိုရှာဖွေခြင်းပဲဖြစ်ပါတယ် ကျွန်တော်တို့ဟာခံစားချက်အတိုင်းလှုပ်ရှားမယ့်အစားကိုတံပိုးထားတဲ့အရာတွေအတိုင်းလှုပ်ရှားဖို့လိုအပ်ပါတယ်။ဥပမာသင်ဟာတက်တောင့်တသားခံစားရတာကိုတံပိုးထားရင် အခက်အခဲတွေကိုရှောင်ရှားမိပါလိမ့်မယ်။ဒါပေမဲ့သင်ဟာကြီးပွားတိုးတက်မှုကိုတံပိုးထားတယ်ဆိုရင် အခက်အခဲတွေကိုရင်ဆိုင်ပြီးသင်ယူပါလိမ့်မယ်။ ဒီလိုတန်ဖိုးတွေကိုအခြေခံပြီးဆုံးဖြတ်ချက်ချမှတ်ခြင်းအဖြစ်ခံစားချက်တွေကကျွန်တော်တို့ကိုထိန်းချုပ်မဲ့အစားကျွန်တော်တို့ကခံစားချက်တွေကိုအောင်မြင်မှုအတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ် emotional agility ဟာဘဝရဲ့ပြောင်းလဲမှုတိုင်းကိုပုံမှန်ကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့ကူညီပေးပါတယ်ဘဝမှာကြုံတွေ့ရတဲ့အလုပ်ပြောင်းလဲမှုဆုံးရှုံးမှုဒါမှမဟုတ်ကိုယ်ရေးကိုယ်တာအခက်အခဲတွေဟာကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုထိခိုက်စေပါတယ် emotional agility ရှိတဲ့သူတွေဟာအဲ့ဒီခံစားချက်တွေကိုတွန်းလှန်မနေဘဲလက်ခံလိုက်ပါတယ် လက်ခံလိုက်တယ်ဆိုတာလက်လျှော့လိုက်တာမဟုတ်ဘဲအဲ့ဒီအခြေအနေကိုလက်ခံပြီးကိုတံပိုးထားတဲ့အတိုင်းဘာဆက်လုပ်ရမလဲဆိုတာကိုခြေလမ်းကိုရှာဖွေတာပဲဖြစ်ပါတယ်ဒီလိုစိတ်နေချိန်တာကကျွန်တော်တို့ကိုဘဝမှာဘလို့အခက်ခဲနဲ့မဆိုကြက်ကြံခံပြီးရင်ဆိုင်နိုင်အောင်ခွန်အားပေးပါတယ် emotional agility ဟာကျွန်တော်အတွက်တော့စိတ်ခံစားမှုတွေဟာရန်သူမဟုတ်ဘဲမိတ်ဆွေကောင်းနေဖြစ်တဲ့ဆိုတာကိုသင်ကြားပေးတဲ့လမ်းပြမြေပုံတစ်ခုပါပဲ ခက်ခဲတဲ့စိတ်ကံစားမှုတွေကကျွန်တော်တို့ကိုအရေးကြီးတဲ့အချက်လက်တွေကိုပေးနေတာဖြစ်လို့လျှော်လျူမရှိသင့်ပါဘူးဒီစာအုပ်ကကျွန်တော်တို့ကိုကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုရှာဖွေပြီးနေ့စဉ်ဘဝရဲ့စိန်ခေါ်မှုတွေကိုရဲရဲမှုမှုရင်ဆိုင်နိုင်ဖို့အားပေးပါရင်သင်ခံစားချက်ကိုရင်ဆိုင်ပါမိမိရဲ့ဘဝကိုတန်ဖိုးထားနေတိုင်းပြီးပညာရှိစွာရှေ့ဆက်ပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်